မွေးလို့လဲဆိုရင်တခြားအနည်းနဲ့ပဲရှာသွားမယ်ဘရူနိုကတော့လုံးဝမရောဘူးလို့ကြေပေးလာခဲ့တဲ့အင်မိုရင်ပရိသတ်များလုံးဝမိလာများမန်ချက်စတာဖော်ဝါ့စ်ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်မန်ယူကွင်းလဲလို့ဘရူနိုဖာနန်တက်ရဲ့အေးချင်းနဲ့ sorry ကလပ်အေးလဲအသင်းတို့ရဲ့တာဝန်ရှိသူတွေဟာအပြောင်းရွှေ့ကိစ္စအတွက်ထပ်မံတွေးဆုံပြီးစကားပြောဆိုမှုတွေပြုလုပ်နေကြတယ်လို့ဓာတ်ပုံမှတ်တမ်းအနေနဲ့တကွထွက်ပေါ်လာခဲ့ပါရင်အဲဒီနောက်ဆက်လိုက်ဆိုလိုပဲအေးလဲဘက်ကဘရူနိုရဲ့ပြောင်းရွှေ့ခြေကိုပေါင်တန်းတရာပေးဖို့အတွက်အစဉ်သိရှိနေပြီဖြစ်ကြောင်းမန်ယူအသင်းထံအကြောင်းကြားထားတဲ့ဆိုတဲ့သတင်းတွေကလည်းရှင်းစင်နောက်ဆင်းထွက်ပေါ်လာခဲ့ပြပါရင် ဒီတဲ့နေ့ကြောင့်အာရှခီးစင်မှာဟောင်ကောင်ကို1-3နဲ့နိုင်လိုက်ပေမဲ့မိုင်းပရိသတ်တွေခင်ဗျာမပျော်ရွှင်နိုင်ပဲရတမအေးနိုင်ဖြစ်နေကြပါရင်ဒါကြောင့်မိုင်းနေပြအေမိုရင်ကဘရူနိုနဲ့ဆော်ရီကိစ္စအပေါ်ပရိသတ်များအနေနဲ့ဘာစွန့်ရင်မှုမှမရှိပဲစိတ်အေးလက်အေးနေကြဖို့အတွက်အတိပေးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါရင်ခင်ဗျားတို့စိတ်ချပါမွေးရှာဖို့လိုတယ်ဆိုရင်တခြားနီးလန်းနဲ့ပဲကျွန်တော်တို့ရှာမယ်ဆိုပြီးတော့အေမိုရင်ကထုတ်ပြောခဲ့တာကြောင့်ပရိသတ်တွေလည်းအဲ့တော့မှပဲတက်ပြင်းချနိုင်ခဲ့ကြပါရင်အေလဘက်ကတော့ဘရူနိုကိုဒီနေ့ပါအရောက်ခေါ်ယူနိုင်ဖို့အတွက်အပြင်းထန်စ조사လာခဲ့တာပါ ဘရူနိုရဲ့ပြောင်းရွှေ့ခြင်းပမာဏကိုလည်းကနအုပ်ကလန်မှုပေါင်84တန်းကနေပေါင်တန်းတရာအထိမန်ယုံအသင်းထံတိုးပေးလာပါတယ်။ဒါအပြင်ဘရူနိုဘက်ကလည်းကဘာပေါ်ကလုံခလာစာအများဆုံးကစားမတွေကတူးဖြစ်စေရမယ်ဆိုတဲ့ဂရီကိုဒေနဲ့ကိုအိလယ်ဘက်ကခြိလာခဲ့တာပဲဖြစ်ပါတယ်။မန်နီကအင်မိုရင်ကတော့မန်ယုံအသင်းရဲ့ရည်တည်ချက်ဟာဘရူနိုကိုရောင်းဖို့မဟုတ်ဘူးလို့ပြောလာခဲ့ပြီးဘရူနိုကကလပ်ရဲ့အနာဂတ်အတွက်အရေးပါတဲ့ကစားမတူးအဖြစ်ရှုမြင်လက်ခံထားပါတယ်။အသက်30ရွယ်ရှိပြီဖြစ်ပေမဲ့ဘရူနိုရဲ့လိုအားနှုန်းကတခြားကစားသမားတွေလိုရောကျသွားခြင်းမရှိသေးပေမဲ့ကုန်းထုံဆွမ်းအားတွေကပိုလို့တော်မှတိုးတက်ကောင်းမွန်လာပါသေးတယ် မန်ကိုရောက်ရှိလာခဲ့ပြီးချိန်ကလေးကရာသီတိုင်းကိုအကောင်းဆုံးပေးဆက်ကစားလေးရှိတတ်တာကြောင့်ဒီနေ့အပါဝင်ဘရူနိုကမန်အသင်းကပေးအပ်တဲ့တနည်းတာအကောင်းဆုံးကစားမစုကိုလေးချိန်တိုင်တိုင်ရယူထားနိုင်ခဲ့ပြီးဖြစ်ပါရင်ဘရူနိုရဲ့မန်ယူနဲ့စာချုပ်ကတော့2029ဂျွန်လအထိတက်တန်းကျန်ရှိနေပါသေးတယ်။ဟောင်ကောင်ကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအီမိုရင်ကဘရူနိုကိုဒုတိယပိုင်းမှာမကစားခိုင်းခဲ့ပေအနာပေးခဲ့ပါရင်ဒီကြားထဲမှာအင်္ဂလန်နဲ့သတင်းတွေကလည်းတောင်းလျှောက်တက်လာတာကြောင့်ဒီဟောင်ကောင်နဲ့ပွဲစဉ်ကဘရူနိုရဲ့နောက်ဆုံးပွဲများလားဆိုပြီးတော့သတင်းတော့တွေကအီမိုရင်ကိုမေးမြန်းခဲ့ရမှာ ခင်ဗျားတို့ကလည်းပေါ့ပေါ့ရှာရှာပြကျွန်တော်ကတော့ဒီလိုမထင်ပါဘူးကျွန်တော်လည်းဒါကိုသေချာမသိသေးဘူးဆိုပေမဲ့ဒါကဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မထားဘူးသူစက်နေခြင်းလို့ကျွန်တော်ထင်ပါတယ်သူကတော်တော်များများကိုမဟုတ်ဘူးလို့ပြောနေပေမဲ့အဲ့ဒါကသူအနိုင်ရလို့ကြောင်းပြတာနေပါတယ်သူကတကယ်ကိုအရွယ်နဲ့မလိုက်အောင်ကစားနိုင်စွာအပြည့်ရှိနေပါသေးတယ်တကယ်တော်တဲ့ကစားမှာပါသူ့လိုကစားမှာတယောက်ကကမ္ဘာအကောင်းဆုံးလေးမှာရှိနေဖို့လိုကိုလိုအပ်ပါတယ်လို့အင်မော်ရင်ကပြန်ဖြေသွားခဲ့ပါတယ် ဒါပေမဲ့မယ်ယူအသင်းစီမှာကစားမသေးဝယ်ယူဖို့အတွက်မွေကြီးအကျက်အတဲတွေရှိနေပြီးလာမယ့်ရာသီမှာဥရောပဝင်ခွင့်လည်းမရတာကြောင့်ပိုလိုတောင်မှာကျက်တဲနေရတာဖြစ်လို့ဘရူနိုကိုကြီးကြီးနဲ့ရောင်းချတာမျိုးရောလုံးလာနိုင်မလားဆိုတာနဲ့ပတ်သက်လို့လည်းအင်မိုရင်ကငင်းဆိုသွားခဲ့ပါတယ်။အင်မိုရင်က ျွန်တော်တို့မွေလိုအပ်တယ်ဆိုရင်လည်းတခြားနည်းနဲ့ပဲရအောင်ရှာမယ်ဗျာကျွန်တော်ဥပမာလေးနဲ့ပြောပြမယ်အခုဟောင်ကောင်မှာဘရူနဲ့အတူပွဲထွက်ကစားခဲ့တဲ့အလန်ဂျန်တို့ကာနာချိုကရောင်းထုတ်ခံရနိုင်ခြေရှိနေတယ်နောက်ပြီးမာကာရာဖိုအန်တိုနီဆန်ချိုအော်ထရဖိုနဲ့ဝေးကွာနေတဲ့ဒီစားမတွေအားလုံးကိုလည်းကျွန်တော်တို့ရောင်းချဖို့ရှိနေပါတယ်ဒီလောက်ဆိုရင်ခင်ဗျားတို့သဘောပေါက်မှာပါလို့အင်မော်ရင်ကအမှတ်ချက်ပေးသွားခဲ့ပါတယ် အမရင်ကတော့ဘရူနိုကိုရောင်းချမှာမဟုတ်ဘူးလို့ဟာမာဘန်နေခံလိုက်ပါပြီ။အပြောအကောင်းလုံးသူကြီးမို့သူပြောလိုက်တဲ့အတိုင်းဖြစ်လာပါစေလို့ဆုတောင်းမိပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။